မင်္ဂလာပါရှင်ဒီနေ့ဆွေးနွေးချင်တာကတော့လေအတွေးခေါ်ပို့ကောက်အောင်အမ်ပို့ပြီးတော့ထိရောက်အောင်ဘယ်လိုလုပ်ကြမလဲဆိုတဲ့အကြောင်းလေးတွေပါဟုတ်ကဲ့လက်တွေ့ကြတဲ့နီးလန်းတွေပေါ့ကျမတို့ကြည်ထားတဲ့ချက်လက်တွေထဲမှာအတွေးခေါ်တို့တင်ယူမှုတို့เนาะပြီးတော့ဖန်တီးနိုင်စွမ်းတို့ပေါ့เนาะဒါတွေကိုတိုးတက်အောင်လုပ်နိုင်မဲ့နီးပြဟာကောင်းတွေတော်တော်များများတွေ့ရတယ်ဟုတ်ပါတယ်တကယ်တော့အဲ့ဒီထိရောက်တဲ့အတွေးခေါ်ဆိုတာကအောင်မြင်မှုတိုင်းရဲ့အခြေခံပဲမြတ် ဘယ်နဲ့ဘယ်မှာစိုးဖို့ကိုကပိုကောင်းခြင်းနဲ့တိုးတက်ခြင်းနဲ့ဆိုရင်ဒီအတွေးခေါ်ပိုင်းကအဓိကပဲဟုတ်တယ်စိတ်ဝင်စားစရာခေါင်းဆောင်အချက်ကတော့လေဒီလိုအတွေးခေါ်နိုင်စွမ်းဆိုတာလေ့ကျင့်ယူလို့ရတဲ့အခြေအထုတစ်ခုဖြစ်နေတာပဲအဲ့ဒါအရန်အရေးကြီးတဲ့အချက်ပဲနော်တော်တော်များများကဒါကိုမွေးရပါအရေးချင်းလို့ထင်နေရတာမှန်ပါတယ်မွေးရပါပါရမီရှင်မှာကတ္တမဟုတ်ဘူးလူတိုင်းလေ့ကျင့်လို့ရတယ်ဟုတ်ကဲ့ ဒါဆိုရင်အဲ့ဒီလေ့ကျင့်လို့ရတယ်ဆိုတဲ့နီလန်းတွေထဲကအတိအကျကြရတဲ့အချက်တွေကိုတစ်ခုချင်းကြည့်သွားကြရအောင် ပထမဆုံးတစ်ချက်ကသူတို့မြေဓာတ်နှုတ်တင်စားထားတာပေါ့နော်အခြေခံကြကြနက်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 နားလည်ခြင်းနဲ့ဟုတ်ပါတယ်ဒါကရိုးရှင်းတယ်လို့ထင်ရပေမယ့်တကယ်တော့အမတန်အစွမ်းထတယ်ဆိုလိုလာက ရှုပ်ထွေးတဲ့ပြဿနာကြီးတွေကိုတားတီးတော့ခုံးမဝင်ခင်ပါလေအခြေခံအကြဆုံးချက်တယ်အဲ့ဒီပြဿနာရဲ့အနှစ်သာရကဘာလဲဆိုတာကိုတည်တည်ချာချာနားလည်အောင်လုပ်ဖို့လိုတယ်ပေါ့ ဥပမာပေးထားတာလေစိတ်ဝင်စားဖို့ကောင်းတယ်နော်ညူတန်ကအပေါ်ကပန်တီးကျွေကြလာတာလေအရန်ရိုးရှင်းတဲ့အဖြစ်ပြက်လေးလေဟုတ်တယ်အဲ့ဒီရိုးရှင်းတဲ့အဖြစ်လေးကိုသူကနည်းနည်းနဲ့စဉ်းစားလိုက်တာဘာကြောင့်လဲပေါ့အဲ့ဒီကနေ့မှကဘာပြောင်းလဲသောစီတဲ့ theory ကြီးတွေထွက်လာခဲ့တာမျိုးဆိုတော့အတိကကကိုတကယ်ဘာကိုတိနေလဲဘာကိုတေချာမတိသေးဘူးလေဆိုတာကိုရိုးရိုးသားသားအချင်းဆုံးဆန့်စစ်ဖို့လိုတယ်ဆိုတဲ့သဘောပေါ့အတိကြပဲဟုတ်တယ်ကိုယ့်ရဲ့အကန့်တကူကိုတိဖို့ပေါ့ ဒီအချက်မှလည်းကျမသတိထားမိတာကရှုပ်ထွေးတဲ့အသေးစိတ်တွေကိုတမင်တကာခဏမေ့ထားပြီးတော့အခြေခံအနစ်တရားကိုပဲအရင်ဆုံးအာယုံစိုက်ဖို့ပြောနေတယ်လို့ပဲနော်ဟုတ်တယ်ဟုတ်တယ်လူများစုကပြဿနာတစ်ခုတွေ့ရင်ရှုပ်ထွေးတဲ့အပိုင်းတွေကိုအရင်မြင်တတ်ကြတယ်ဒါပေမဲ့ထိရောက်တဲ့တွေးခေါ်ရှင်တွေကအဲ့ဒါလေးကိုအရင်ရှင်းထုတ်တယ်ရိုးရှင်းအောင်အရင်လုပ်တယ်အဲ့ဒါပြီးရင်တော့ဒုတိယအချက်မိသက်လို့ခေါ်တဲ့အမားလေးနဲ့တင်ယူခြင်းဆိုတာလာပြီ음 ဒါကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်တို့ကအမားဆိုရင်ရှောင်ကြတာများတယ်လေဟုတ်တယ်ဟုတ်တယ်ကြောက်ကြတာကိုကြောက်ကြတယ်ဒါပေမဲ့ဒီမာကအမားတွေကိုကြိုးဆို့ဖို့အမားတွေကအကောင်းဆုံးဆရာတွေပဲလို့ပြောထားတယ်အမားလုံးမိမှသင်ခန်းစာယူတာထက်တဆင့်တက်ပြီးတော့လေအော်ထိုးထွင်းညံရဖို့အတွက်တမင်တကာကိုအမားလုတ်ကြည့်ဖို့စမ်းတကြည့်ဖို့တိုက်တွန်းထားတာဟင်တမင်တကာအမားလုတ်ကြည့်တယ်ဆိုတာကဘယ်လိုမျိုးလဲဥပမာ Microsoft တီထောင်သူတွေပေါ့ သူတို့ရဲ့ပထမဆုံး trip for data ဆိုတဲ့လုပ်ငန်းကမအောင်မြင်ခဲ့ဘူးလုံးဝရှုံးသွားတာဟုတ်ကဲ့ဒါပေမဲ့အဲ့ဒီမအောင်မြင်မှုအဲ့ဒီအမားတွေကရတဲ့သင်ခန်းစာတွေကိုအရင်တီးပြီးတော့မှနောက်ပိုင်းမှာ Microsoft ဆိုပြီးအကြီးအကျယ်အောင်မြင်လာခဲ့တာဆိုတော့အမားဆိုတာရှောင်ရမှာမဟုတ်ဘူးအင်းအင်းကိုရဲ့နားလည်းမှုကိုရဲ့လုံနီးလုံဟန်တွေမှာဘာတွေလုံနီးသေးလဲဘေးကအလုံးမဖြစ်ဘူးလဲဆိုတာကိုစမ်းသပ်ဖို့အခွင့်ရေးလို့မြင်ရမယ် အဲ့ဒီတမင်အမားလန့်ကြည့်တယ်ဆိုတဲ့အတုံးလုံးကစိတ်ဝင်စားစရာပဲနင်းနေတော့စွန့်စားရကြတယ်လို့ပဲနော်ဆိုလိုတာကအခုအယူဆမှန်ရဲ့လားဘယ်နေရာမှာလွေးနိုင်လဲဆိုတာကိုတမင်တကာစမ်းကြည့်တာမျိုးလားအတိအကျပဲဟဲ့တယ်ကိုယ့်ရဲ့အယူဆကိုယ့်ရဲ့ဖြစ်ရှင်နည်းအားနည်းချက်ကဘယ်နေရာမှာရှိနေလဲဆိုတာကိုသိဖို့တမင်တကာစိတ်ကောကြည့်တာမျိုးပေါ့ stress test လုပ်ကြည့်တာမျိုးပေါ့အော်ဟုတ်ပြီဟုတ်ပြီဒါဒါတတိယအချက်ဖြစ်တဲ့လေဒတ်လို့ခေါ်တဲ့မင်းဟိုနေအဆက်မပြတ်ထုတ်ခြင်းဆိုတာ ਨੇ process ဆက်နေပြီပေါ့နော် ဟုတ်ပါတယ်ဆက်ဆက်နေတယ်ကိုကိုဆိုကရီဒစ်လိုပဲအမြဲတမ်းမေးခွန်းတွေမြင်နေဖို့လိုတယ်ဟုတ်ကဲ့အဲ့မှာရစ်ချတ်ဖိုင်မန်ဥမာလေးကအရင်ကောင်းတယ် challenge လွန်ပြိုင်ရင်ပောက်ကွဲမှုကိစ္စကိုစစ်ဆေးတော့ကလေဟွန်းအဲ့ဒါအရင်ထင်ရှားတဲ့ဥပမာပဲ तू ကအရင်ရိုးရှင်းတဲ့စမ်းသပ်မှုလေးပဲလုပ်လိုက်တာ oring လေးကိုရေခဲရေနဲ့နပြလိုက်တာအဲ့ဒီမေးခွန်းလို့စမ်းသပ်မှုလေးနဲ့ပြဿနာရဲ့အဓိကအရင်ခံကိုဖောထုတ်နိုင်ခဲ့တယ်ဟုတ်တယ် ဘာကြောင့်ဒီလိုဖြေရတာလဲတကယ်လို့အပူချင်းကဒီလို့ဆိုရင်ကောဆိုတဲ့ရိုးရှင်းတဲ့မိခွန်းတွေကနေဖြေကိုရှာသွားတာအဲ့လိုပဲကိုယ့်ရဲ့နားလည်မှုကိုပိုပြီးနှက်ဆိုင်စေခြင်းရင်ဘာကြောင့်လဲဘလို့လုပ်လဲတကယ်လို့ဆိုရင်ကောဆိုတဲ့မိခွန်းတွေအဆက်မပြေမင်းနေရမယ်ကျမတဘောချတဲ့နောက်တစ်ချက်ကကိုနားလဲခြင်းနဲ့အကြောင်းအရာတစ်ခုကိုလေတခြားတယောက်နားလဲအောင်ပြန်ရှင်းပြဖို့ကြိုးစားကြည့်တာအဲ့ဒါကလည်းကို့မှာဘယ်နေရာဒီမှာနားမလည်သေးဘူးလေ ဘာမေးခွန်းတွေထပ်ထုတ်ဖို့လိုသေးလဲဆိုတာကိုတီးလိုက်နေနီလန်းကောင်းတစ်ခုပဲတဲ့ဒါအရန်မှန်တဲ့အချက်ပဲကိုတိုင်တရားနားလည်မှသူများကို ရှင်းပြနိုင်တာကောဟုတ်တယ်ဟုတ်တယ်အဲ့ဒီကနေနောက်တစ်ဆင့်တက်သွားတာကစနေတက်အချက်ရေထက်လက်တင်စားထားတဲ့အတွေ့အခေါ်တွေရဲ့စီးစစ်မှုအဆက်အဆက်ကို မြင်ရကြည့်ဖို့ပဲအတွေ့အခေါ်စီးစစ်မှုဆိုတာကဆိုလိုတာကဘယ်အရင်ရင်ဘယ်တီထွင်မှုမှလည်း လေဟာနေတဲ့ကနေဖတ်ဆိုပြီးရုတ်တရက်ကြီးပေါ်လာတာမဟုတ်ဘူးပေါ့ဗျာ။အော်ဟုတ်ကဲ့။အကလုံးကအတိတ်ကရှိခဲ့တဲ့အယူအဆတွေအတွေးအခေါ်တွေပေါ်မှာအခြေခံပြီးတော့တဖြည်းဖြည်းချင်းပြောင်းလဲတူးတက်လာကြတာ evolution တဘောမျိုးပေါ့။အင်းဥပမာအနေနဲ့ Hemingway ကသူ့ဝတ္ထုရဲ့နောက်ဆုံးစာမျက်နှာကိုအချင်း၄၀လောက်ပြင်ပြင်ရေးတယ်ဆိုတော့ထည့်ပြောထားတယ်။ဟုတ်တယ်။အဲ့ဒါကပါကိုပြလဲဆိုတော့ ပထမဆုံးရေးလိုက်တာနဲ့ဖြည်းဖြည်းဆုံးတွားတာမဟုတ်ဘူးတဆင့်ပြီးတဆင့်ပြုပြင်ဝဲမှန်တယ်ပိုကောင်းကောင်းလုပ်တယ်အတွေးခေါ်ကိုတစ်ဖြည်းဖြည်းစင်ကေးပြောင်းလဲတွားကြတာကိုပြရတယ်ဆောရိုအရင်ကအိုင်ဒီယာတွေအယူအဆတွေဘလို့တိုတပ်ပြောင်းလဲလာတယ်လဲဆိုတဲ့သမိုင်းကြောင်းကိုနားလည်ထားရင်လက်ရှိအကောင်းဆုံးလုပ်ချင်ရတဲ့အရာကိုတော့မှဘလို့ပိုကောင်းကိုလုံးလို့ရမလဲဆိုတဲ့လမ်းကြောင်းကိုတွေ့နိုင်တယ်ပေါ့မှန်တယ်အဲ့ဒီအဆက်အဆက်ကိုမြင်ဖို့လိုတယ် အဲ့ဒါကခုနကအမားကဏီတင်းယူရာနဲ့လည်းနည်းနည်းဆင်းတယ်လို့ပဲနော်ပြီးပြဆိုမှုကိုပထမဆုံးအချိန်မှာရာဖူးစူးစားတာမျိုးထက်ပြည့်ပြင်းမွမ်းမံရင်တဆင့်ပြီးတဆင့်တိုးတက်အောင်လှူဆောင်ခြင်းဆိုရက်လုပ်ငန်းစဉ်ကြီးတစ်ခုလုံးကိုလက်ခံဖို့ပြောနေတယ်လို့ပဲဟုတ်တယ်ဟုတ်တယ်အဲ့ဒီလုပ်ငန်းစဉ်ကိုအတိအမှတ်ပြုဖို့လိုတယ်ဒါတွေအားလုံးကိုပေါင်းဆက်လိုက်တဲ့အခါမှာတော့နောက်ဆုံးပြင်စမအမြောက်တက်လို့ပြောလို့ရမယ်အပြောင်းလဲကိုလက်ခံခြင်းဆိုတဲ့အချက်ကိုရောက်လာရောအင်းဒါကအနည်းချုပ်တပေါ်မျိုးလားအဲ့ဒီလိုပြောလို့ရတယ် ဒီနီလန်းရဲ့ခြေကံကိုနဲ့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 နားလေတာအမားနဲ့တင်ယူတာမေခွန်းထုတ်တာအတွေ့အခေါ်ဆက်ဆက်ကိုမြင်တာဒါတွေကိုလက်တွေ့ချင်းသုံးထွားခြင်းအပြင်လေကိုယ့်ရဲ့တွေ့ခေါ်ပုံတင်ယူပုံတွေကအလိုလိုပြောင်းလဲလာမှာပဲဟုတ်ကဲ့ဥပမာလေးတွေပေးထားတာရှိတယ်လေတင်ချာကိုတေလောက်ကိုကြောက်ခဲတဲ့မေရီဆိုတဲ့ကြောင့်သူလေသူကအမားလောက်ချည်ရင်မေခွန်းတွေမေးချည်ရင်လည်းနောက်ဆုံးမှခက်ခဲတဲ့ပြဿနာတစ်ခုကိုသူ့နဲ့သူ့ဟန်နဲ့ဖြေရှင်းနိုင်ခဲ့တယ်အော်နောက်တစ်ယောက်ဆမ်ဆိုတဲ့ကြောင့်ထားကန်ရောဟုတ်ကဲ့ ဆမ်ကျတော့စာမေးပွဲတွေမှာအများအားအောင်ဆုံးသားမှာပဲရှိခဲ့တာဒါမဲ့သူကစိတ်သက်မကြပဲအခြေခံတွေကိုတခုချင်းနည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 ်းပြန်လေးလာတယ်ခုနကပထဝါချက်မြေသက်ပေါ့အဲ့ဒီလိုလှုပ်ရင်းနဲ့နောက်ဆုံးမှာအတန်းထဲမှာထိတ်ဆုံးအဆင့်ထိရောက်လာနိုင်နေတယ်အဟိုးရှိရပဲနော်ဒါကပြောင်းလဲဆိုတာဖြစ်နိုင်တယ်ဒီနီလန်နေနဲ့ဒီကဲတိုးတက်အောင်လုပ်လို့ရတယ်ဆိုတာကိုပြနေတာပဲပြီးတော့ဒီနီလန်နေကိုတတိရှိရှိနဲ့လက်တွေ့ချင်းတုံးတော်ဖို့ပဲတကယ်ပဲဒီအချက်တွေကတခုနဲ့တခုချိတ်ဆက်နေတာပဲနော် မီးလိုအခြေခိုင်းတဲ့နားလည်မှုရှိရမယ်။မီးလိုအမားတွေကို မကြောက်ဖဲတင်းယူရရမယ်။လေလိုအမြဲတမ်းစူးစမ်းမေးမြန်းနေရမယ်။ရေလိုအဆက်အဆက်စီးဆင်းမှုကိုမြင်တတ်ရမယ်။ပြီးတော့အဲ့ဓာရီအားလုံးပေါင်းပြီးကိုယ့်ကိုယ်ကိုပြောင်းလဲတိုးတက်ဖို့ကြိုးစားရမယ်။ဟုတ်ကဲ့။ဒါရီကစာအုပ်ထဲက theory အခန်းသားကြီးတွေမဟုတ်ဘဲနဲ့နေ့စဉ်ဘဝမှာကိုယ်ကြုံတွေ့နေရတဲ့ပြဿနာတွေတင်ယူမှုတွေမှာလက်တွေ့သုံးလို့ရတဲ့ကိရာတွေလက်နက်တီလိုပဲနော်။အတည်ကြပါပဲ။ ထီရောက်တဲ့တွေးခေါ်မှုဆိုလားကြွသားတစ်ခုလိုပဲလို့ပြောလို့ရတယ်လက်ချင်ပဲလေပို့ပြီးတော့တာမာလာလေပဲဟုတ်ကဲ့နောက်ဆုံးအနေနဲ့လေနားထောင်နေသူတွေတော့စဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းတယ်အခုလက်ရှိကြုံတွေ့နေရတဲ့စိန်ခေါ်မှုတစ်ခုခုရှိမယ်ဒါမှမဟုတ်ကိုကပို့ပြီးနဲ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 နားလဲခြင်းတဲ့အကြောင်းအရာတစ်ခုရှိမယ်ပေါ့အင်းအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဘလို့ရိုးရှင်းတဲ့အခြေခံအချက်လေးတစ်ခုကိုပို့ပြီးတော့နဲ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 တူးဆို့ကြည့်လို့ရနိုင်မလဲ ဟိုပထမမချက်မြေတက်ကိုသုံးခိုင်းတာပေါ့ဟုတ်တယ်ဒါမှမဟုတ်လက်ရှိကြုံနေရတဲ့အကျက်အတဲတခုခုကိုချော်လွှားဖို့အထော်လေဘလို့အမားမျိုးကိုတမင်တကာလုံးကြည့်ပြီးတော့အဲ့ဒီကနေတင်ခန်းစာယူလို့ရနိုင်မလဲဆိုတော့ကိုအလောင်းတွေးကြည့်ချင်ပါတယ်စီဝန်စာဆရာစဉ်းစားဆရာလေးပါပဲဒီနေ့ဆွေးနွေးတဲ့အချက်တွေကနားထောင်သူတို့တန်းအားအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ဟုတ်ကဲ့ကျွန်တော်လည်းအဲ့လိုမျှော်လင့်ပါတယ်